လူတော်တော်များများကနှလုံးရောဂါဖြစ်မှာကိုကြောက်တတ်ကြပါတယ်။နှလုံးမကောင်းမှာနှလုံးအားနည်းမှာနှလုံးတစ်ခုခုဖြစ်နေမှာနှလုံးရောဂါဖြစ်မှာကိုကြောက်ကြရဲပေါ့နော်။ဒါပေမဲ့ဒီနှလုံးကျန်းမာနေဖို့အတွက်ဂရုစိုက်ရမယ့်နည်းလမ်းလွယ်လွယ်လေးတွေကိုတော့မေ့နေတတ်ကြပါတယ်။ဒါကြောင့်မို့လို့အခုဗီဒီယိုလေးမှာတော့နှလုံးရောဂါတွေမဖြစ်အောင်နှလုံးသားလေးအမြဲကျန်းမာနေအောင်လုပ်ဖို့မေ့နေကြတဲ့အချက်တွေကိုပြပြပေးခြင်းပါရှင်။ဒါကြောင့်နှလုံးရောဂါမဖြစ်အောင်နှလုံးကျန်းမာနေစေဖို့လုပ်ရမယ့်အချက်6ချက်ကဘာတွေလဲဆိုရင်နံပါတ်1စိတ်ဖြည့်ဆည်းမှု stress ြေလျှော်ပါရှိပ်ဖြေရှင်းမှုများရင်နှလုံးသွေးကြောကျင်တာနှလုံးစည်းကြမမှန်တာစတဲ့နှလုံးပြဿနာတွေဖြစ်တတ်ပါတယ်ဆိုတော့နှလုံးကျန်းမာခြင်းနဲ့ဆိုရင်ရှိပ်ဖြေရှင်းမှုနည်းအောင်လို့တရားထိုင်တာမျိုး stress ရောစေမယ့်အရာတွေလောက်တာမျိုးလုပ်သင့်ပါတယ်နံပါတ်1ကတော့ဆက်လိုက်မတော့ပါနဲ့ ဆက်လက်စီးရွက်ကြီးတောက်တာကနှလုံးကျန်းမာရေးကိုထိခိုက်စေပြီးတော့နှလုံးသွေးကြောကျင်းတာနဲ့နှလုံးရောဂါဖြစ်ပွားမှုနှုန်းတွေကိုမြင့်တက်စေပါတယ်။ကိုရန်ဆက်လက်တောက်တာပဲဖြစ်ဖြစ်ကိုကမတောက်ဘဲနဲ့ပေါ့နော်။သူများစီကဆက်လက်ငွေကိုရှူရတာပဲဖြစ်ဖြစ်သတိထားသင့်ပါတယ်။ကိုဆက်လိုက်တော့တယ်ဆိုရင်ကိုနှလုံးကျန်းမာရေးအတွက်လည်းမကောင်းစေဘူးဒီဆက်လိုက်ငွေကိုရှူရတဲ့သူတွေအတွက်လည်းအကျိုးရုပ်စရာမဟုတ်လို့ဆက်လိုက်မတော့တာကတော့အကောင်းဆုံးပါပဲနံပါတ်3ကတော့အေဂီဝါဝါအိပ်ပါ အဲ့ချိန်မမှန်ဘူးအေးရေးပြတ်တယ်ဆိုရင် quality sleep မရဘူးဆိုရင်နှလုံးသွေးတိုစီးကြိုနဲ့အဆိတ်ကျယောဂတွေဖြစ်နိုင်တာမို့လို့အေးရောအောင်အိပ်ဖို့လည်းအရေးကြီးပါတယ်အချိန်ပုံမှန်ထားပြီးအိပ်တာအနည်းဆုံး6နာရီအိပ်တာမျိုးလုပ်သင့်ပါတယ်နံပါတ်၄ကတော့ OLED လှူရှားမှုပုံမှန်လုပ်ပါ အမြဲတမ်းအထိုင်များနေမယ်လှုပ်ရှားမှုမရှိဘူးဆိုရင်သွေးတိုးစီချိုနှလုံးရောဂါတွေဖြစ်လာနိုင်တာမို့လို့ပုံမှန်လမ်းလျှောက်တာအေရိုဘစ်ကစားတာလေ့ကျင့်ခန်းပုံမှန်လုပ်တာမျိုးလုပ်သင့်ပါတယ်လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တော့မှတနေ့ကိုပေါ့နော်အနည်းဆုံးနိုင်ဝက်တနာရီလမ်းလျှောက်မယ်ဆိုရင်နှလုံးကျန်းမာရေးကိုအထောက်အကူပြုစေမှာပါနံပါတ်5ကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပါ။စားတဲ့နာတွေကတော့လက်ဆက်တဲ့ဟင်းသီးဟင်းရွက်အသီးအနှံ ငါအစီအစံပေမျိုးမျိုးအစီထုတ်ထားတဲ့ note ထွက်ပစ္စည်းအဖြူရောင်အသားတန်လွင်စီစရတွေကိုစားပေးတင်ပြီးတော့ short စားတင်တာတွေကတော့အငံအချိုမုတ်ချိုလွန်းတဲ့အစားအစာ အစီစိတ်တွေအနီရောင်သားပြန်ကြောစီ တာရှိခံအောင်လုပ်ထားတဲ့အစားအစာတွေစားတာအရက်လွန်ကျွန်တောက်တာမျိုးတော့ရှောင်တင်ပါတယ်နောက်ဆုံးနံပါတ်6အနေနဲ့ကတော့ကိုယ်လေးချိန်ထိန်ပါ အဝလွန်မဲ့ဖိုက်ကြီးပဲပုံနေမယ်။ကိုယ့်ရဲ့ BMI က25ကျော်နေမယ်ဆိုရင်တော့နှလုံးကျန်းမာရေးကိုထိခိုက်စေရမှလို့ကိုယ်လေးချိန်ကိုလည်းထိန်းသိမ်းရပါမယ်နော်။ နောက်ပြီးတော့သွေးပေါင်ပုံမှန်ချိန်တာစီးချိုရှိမရှိစစ်ဆေးရသွေးရင်းအဆီဒက်စစ်တာသွားနဲ့ကရင်ကျန်းမာရေကိုဂရုစိုက်တာကို့မှာမူမမှန်တဲ့လက္ခဏာတွေခံစားရရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာဒါတွေလုပ်ပြီးတော့လေကို့ရဲ့နှလုံးကျန်းမာရေကိုဂရုစိုက်တင်ပါတယ်နော်ဒီလောက်ဆိုရင်နှလုံးသားလေးကျန်းမာနေဖို့ဂရုစိုက်ရမယ့်အချက်တွေကိုသိသွားပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အကျိုးရှိရဲဆိုရင်တခြားသူတွေလည်းဘုဟုတုတ္တရသွားအောင်လို့ရှယ်သွားပေးဖို့မမင်နေအောင်နော်အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာဆရာမနဲ့ပြန်တွေ့ပါမယ်နော် จ้า